စားသောက်ဆိုင်ပြိုကျတဲ့တဲမှာပါသွားတဲ့မိခင်နဲ့ညီလေးဖြစ်သူကိုအပြစ်မှာမျောလင်းချက်ကြီးစွာစောင့်နေတဲ့ဆယ်နှစ်အရွယ်သားလေးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Global Media News Page ကနေပြီးတော့ပရိသတ်ဒီအားလုံးကိုပြန်လည်လို့ကြိုဆိုပါရစေ။ငလင်ပေးကြောင်းမို့မြန်မာနိုင်ငံရဲ့နေရာဒေသတော်တော်များမှာပျက်စီးဆုံးရှုံးမှုတွေအများကြီးရှိနေကြတာဖြစ်ပါတယ်။ငလင်ပေးကြောင်းမိသားစုတွေအကုန်လုံးအသက်မဲ့သွားကြသလိုတချို့မိသားစုဝင်တွေကလည်းတကွဲတပြားဖြစ်နေရတာပါ။ဒီကလေးလေးရလည်းတမိသားစုလုံးမှာ သူတယောက်တည်းသာဂျန်နေခဲ့ရတာလည်းဖြစ်ပါတယ်။ကလေးက10နှစ်ကျော်အရွယ်သာရှိသေးတာဖြစ်ပါတယ်။ဒါလေးတို့ကမိသားစု၄ယောက်ရှိတာဖြစ်ပြီးတော့ ဖခင်ဖြစ်သူကထောင်ချနေရလဲဖြစ်ပါတယ်။ဖခင်ဖြစ်သူကထောင်ချနေရဖြစ်တဲ့အတွက်မိခင်ဖြစ်သူကခလေးတွေကိုလှုပ်ချွေးနေရဖြစ်ပါတယ်။မိခင်ဖြစ်သူက၁၀နှစ်အရွယ်သားလေးနဲ့၃နှစ်အရွယ်သားလေးကိုစားတောက်ဆိုင်မှာအလုံးလုံးရင်းနဲ့လှုပ်ချွေးနေရဖြစ်ပါတယ်။ပကံစေးထမင်းချက်လုံးရင်းရှာဖွေစားတောက်နေကြတာဖြစ်ပါတယ်။ချိုးတဲ့တဲ့သူတွေဖြစ်တဲ့အပြင်အခုဆိုရင်တကွဲတပြားပါဖြစ်သွားကြရပါပြီ။စားတောက်ဆိုင်ကငလင်ပေးကြောင့်တစ်ဆိုင်လုံးပြိုကျသွားတာပါ။ပထမအချိန်ငလင်လှုပ်တဲ့အချိန်မှာ မိခင်ဖြစ်သူနဲ့အလုပ်သမားတွေကထွက်ပြေးနိုင်ခဲ့ပါတယ် ဒါပေမဲ့အစားတောက်ဆိုင်ထဲမှာ၃နှစ်အရွယ်သားလေးရကျန်ခဲ့တာဖြစ်ပါတယ်။၃နှစ်အရွယ်သားလေးရကျန်ခဲ့တာကြောင့်မိခင်ဖြစ်သူကအပြေးလွဲဝင်ရောက်ပြီးတော့ကယ်လိုက်တာဖြစ်ပါတယ်။ဝင်ကယ်လိုက်တဲ့အချိန်မှာဒုတိယအချိန်ငလင်ကြောင့်စားတောက်ဆိုင်ကပြိုကျသွားခဲ့တာဖြစ်ပါတယ်။စားတောက်ဆိုင်ပြိုကျသွားတဲ့အချိန်မှာအလုံးလုံးနေတဲ့ဆယ်နှစ်သားလေးရဲ့မိခင်ဖြစ်သူနဲ့ညီလေးရပါသွားခဲ့ပါတယ်။မိခင်ဖြစ်သူနဲ့ညီလေးရကစားတောက်ဆိုင်ထဲမှာရှိနေတာကိုသိလိုက်တဲ့အချိန်မှာသားလေးအတွက်ကတော့ကဘာပြတ်မတ်ဖြစ်သွားတာဖြစ်ပါတယ်။ ယ်ဆယ်ရေးတွေကစားတောက်ဆိုင်ဖြိုကျသွားတာကိုရှာဖွေပြီးတော့ကယ်ဆယ်ပေးလို့နေတာလည်းဖြစ်ပါတယ်။ကယ်ဆယ်ပေးနေရနေပြီးတော့ဒါလီရဲ့မိခင်ဖြစ်သူကိုမြင်တွေ့လိုက်ရပါတယ်။ သုံးတတိုင်အဆောင်ဦးကပြိုချသွားတာမို့အသက်ရှင်ဖို့အခွင့်ရေးလဲအရန်ကိုနည်းသွားပါပြီ။မိခင်ဖြစ်သူကိုအသက်မဲ့ခန္ဓာကိုယ်အနေထားနဲ့မြင်တွေ့လိုက်ရတာလည်းဖြစ်ပါရဲ့။အသက်မဲ့နေပေမဲ့လည်းခန္ဓာကိုယ်ထုတ်နိုင်ဖို့မလွယ်ကူသေးပါဘူး။ခန္ဓာကိုယ်ပေါ်မှာကြောက်ပြားတွေအများကြီးပြီးနေတာမနိုင်ဖို့မလွယ်ပါဘူး။ကယ်ဆယ်ရေးတွေလုပ်နေကြတဲ့အချိန်မှာ၁၀နှစ်အရွယ်သားလေးကပရိဒါအသင်းသမားတွေကိုညီလေးဖြစ်သူအသက်ရှင်သေးလားဆိုပြီးတော့သွားမိခဲ့ပါရဲ့။ မိခင်ဖြစ်သူအသက်မဲ့သွားပြီမဲ့ရှာမတွေ့သေးတဲ့၃နှစ်အရွယ်ညီလေးကိုအသက်ရှိလေမလားဆိုပြီးတော့မျောလင်းချက်စီစွာနဲ့မေးနေခဲ့ရပါကယ်ဆယ်ရေးသမားကတော့ဒါလေးရဲ့အဖြေကိုဖြေနိုင်စွမ်းမရှိပါဘူးမျောလင်းချက်မရှိတော့ပါဘူးလို့မဖြေရတာမို့ကောင်းခါပြခဲ့ပါတယ်အပြင်မှာတယောက်ထဲကြံခဲ့ရတဲ့ကောင်လေးကနောက်ဆုံးစံကြည်မြေမျောလင်းချက်လေးဖြစ်နေရတာပါဒါပေမဲ့လည်းအသက်၃နှစ်အရွယ်ကလေးတစ်ယောက်ကခံနိုင်ရှိဖို့ဆိုတာတော့မလွယ်ကူပါဘူး Bachelor 28ရဲ့နေ့မှာဖြစ်ခဲ့တဲ့ငလင်ပေးကြောင့်မိသား စုတွေအများကြီးအသက်မဲ့အနေထားနဲ့ခွဲခွာကြရပါတယ်။အသက်အရွယ်မရောက်သေးတဲ့ကလေးတွေကအားကိုးရဖခင်နဲ့မိခင်တွေဆုံရှုံလိုက်ရပါတယ်။တစ်ဖက်မှာလည်းလူလားမမြောက်သေးတဲ့ကလေးလေးတွေကိုမကယ်တင်လိုက်နိုင်လို့ဆိုပြီးတော့ပြင်မစင်နိုင်ဖြစ်နေကြရတာပါ။မြန်မာနိုင်ငံကကဘေးတွေကိုအလူးလဲခံနေကြရတာရေဘေးဖြစ်ထားတာ6လတောင်မကြာသေးတဲ့အချိန်မှာငလင်ဘေးကြောင့်လူပေါင်းထောင်ကျီအသက်ဆုံရှုံလိုက်ရပါပြီ။စားသောက်ဆိုင်ပြိုကျတဲ့နေရာမှာပါသွားတဲ့မိခင်နဲ့ညီလေးဖြစ်သူကိုအပြစ်မှမျှော်လင့်ချက် ြီးစွာနဲ့စောင့်နေတဲ့ဆနစ်အရွယ်သားလေးအပေါ်ပရိသတ်ကြီးရဲ့ကယူနာလေးကိုလည်းကောမလီထဲမှာရေးခဲ့ပေးပါအောင်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲကက်ကြီးသုံးပါးပေးရနေပြီးတော့ဝေးကွာနိုင်ကြပါစေရှင်